ကျွန်တော်တို့တိုင်းပြည်ဟာလုံခြုံတဲ့အိမ်တလုံးဖြစ်ရမယ်။ငြိမ်းချမ်းတဲ့အိမ်တလုံးဖြစ်ရမယ်။ဒါစိတ်ဖုံးပေါ်ရယ်။လုံခြုံတဲ့တိုင်းပြည်ဖြစ်ဖို့လိုတယ်။ငြိမ်းချမ်းတဲ့တိုင်းပြည်ဖြစ်ဖို့လိုတယ်။တာယာဝါပြောတဲ့တိုင်းပြည်ဖြစ်ဖို့လိုတယ်။အဲ့လိုဖြစ်ဖို့အတွက်ကျွန်တော်တို့ပြည်ခိုင်ရေးပါတီကနေဥဆောင်ပြီးတော့စူးစမ်းဆောင်ရွက်မယ်။ကျွန်တော် ူအားလုံးနဲ့လွယ်လွယ်ပြီးတော့ဆောင်ရွက်သွားကြပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ပါတီလည်းမဲပြီးပြီးပါပြီးရင်လည်းအခုဒီရက်ွက်ထဲမှာရှိတဲ့မဲပြီးနေတဲ့ပုံစံတွေအားလုံးမဲပြီးမဲနေမှာမဲယုံလာပြီးတော့မှဒီကျွန်တော်ပါတီကိုမဲပြီးမှုကိုလည်းတိုက်တွန်းစည်းရုံးပေးပါလို့ကျွန်တော်အနေနဲ့ထပ်ပြီးတော့မှညစ်တဲ့ရက်ခံပါမယ်ကျွန်တော်တို့ပါတီကိုမဲပြီးလိုက်တာကျွန်တော်တို့ပုံစံမဲပြီးတာကျွန်တော်တို့ပြည်သူတွေဘဝနောင်တမရစီရပါဘူးကျွန်တော်တို့စူးစမ်းွေးပြီးပါ ငါးနှစ်မှာကျွန်တော်တို့လုံဆောင်ချက်ကိုကြည့်မကြရင်နောက်ဆက်တက်မှာဒီကိုယ်စားလှယ်တွေဒီပါတီကိုမပြီးလို့ရပါဘူးအဲ့တော့ကျွန်တော်တို့ဒီခံကျိုးလက်ရှိကိုယ်စားလှယ်တွေဟာဒီစတန်ဒီမှာကျွန်တော်ဝင်ပြတဲ့တက်တက်မှာမနိုင်ဘူးသေးပါဘူးဒီဒီချင်းကိုရရတဲ့အချိန်မှာကျွန်တော်တို့ကြိုးစားချင်ပါတယ်ကြိုးစားခွင့်ပေးပါလို့လည်းမြစ်တာရခံပါတယ်အားလုံးသိကြပါ